ီပြည်တော်ခြောက်လုံးတန်းဆိုတာကိုမြန်မာနိုင်ငံရဲ့အတိုင်းအဝိုင်းမှာအားလုံးသိကြပါတယ်မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့စစ်အာဏာရှင်ဗိုလ်ချုပ်မှုကြီးတန်းရွှေအပါအဝင်ဒုတိယဗိုလ်ချုပ်မှုကြီးမောင်အေးဗိုလ်ချုပ်ကြီးတီဟသူရတင်အောင်မြင့်ဦးဗိုလ်ချုပ်ကြီးတင်အေးဗိုလ်ချုပ်ကြီးရွှေမန်းနဲ့ဗိုလ်ချုပ်ကြီးသိန်းစိန်တို့နေထိုင်တဲ့အင်အားတွေဖြစ်ပါတယ်ပင်စင်စားထိပ်ပိုင်းဗိုလ်ချုပ်ကြီးတွေနေထိုင်တဲ့ဒီနေရာကို မြမပြည်ထိတ်တန်းခရိုနီကြီးတွေဖြစ်တဲ့ဥတေဇဥထွမျက်နိုင်ဥချစ်ခိုင်တို့ကတိဆောက်ပေးခဲ့တာပါယာဇတင်ကဟအဝိုင်းလို့တရားဝင်ခေါ်ဆိုပြီးဥတန်းရွှေရဲ့အိမ်အမှတ်က A1 ဥမောင်အေးက A2 နဲ့သေဟသူရတင်အောင်မြင်ဦးအိမ်စသဖြင့်အစဉ်လိုက်ရှိကြပါတယ်ဒီအိမ်တွေဟာဧကနဲ့ချီကျယ်ဝန်းပြီးရေကူးကန်ခောက်ကွင်းနဲ့အခြားစိတ်အပန်းဖြေစိန်ခံပစ္စည်းတွေကိုလည်း သူတို့မိသားစုတွေစိတ်ကြိုက်ထဲ့သွင်းတိဆောက်ပေးထားရပါတယ်။စကိုင်းငလျင်ကြီးလှုပ်ခတ်တော့၆လုံးတန်းလဲငလျင်တန်းခံရပါတယ်။အထီးအခိုက်တော့တိတ်မများခဲ့ပါဘူး။မျက်နှာချက်တွေပြိုတာနိုင်ငံတွေကွဲအပ်တာတွေဖြစ်ခဲ့တယ်လို့သိရပါတယ်။စစ်အင်ဂျင်နီယာတွေတွားပြီးပြင်ပေးရတယ်လို့လည်းသိရပါတယ်။ငလျင်လှုပ်ပြီးချိန်မှာဦးသားရွှေနဲ့ဦးသိန်းစိန်မိသားစုတို့ဟာရန်ကုန်ကိုပြောင်းရွှေ့နေထိုင်တဲ့ဆိုတဲ့ကောလာဟာလတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်၆လုံးတန်းမှာဘာဖြစ်နေလဲဆိုတာသိရဖို့ခက်ခဲပါတယ်အရင်နိုင်ငံရေးရာသီဥတုကောင်းတုန်းကတရုတ်စင်ကာပူထိုင်းတန်အမတ်တွေနဲ့စီးပွားရေးသမားကြီးတွေထိုင်းခရိုနီကြီးတွေအပါအဝင်ဗိုလ်ချုပ်ဟောင်းတွေဟာတရင်ကျွတ်တဲ့ကြံကာလတွေမှာတွားရောက်ဂါရဝပြုတွေ့ဆုံကြပါတယ်2021စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းတော့ အသွားလာကျဲသွားပြီးနောက်ပိုင်းမှာ၆လုံးတရဲ့လုံခြုံရေးအဆောင်တွေကိုလဲပစ်လိုက်ပါတယ်တရုတ်ကွန်မြူနစ်ပါတီနဲ့တရုတ်အစိုးရအစိမ့်အရာရှိကြီးတွေဟာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဝါရှင်မင်းတရားကြီးစီကိုတွားရောက်တွေ့ဆုံတဲ့အကြောင်းသတင်းတွေမှာဖတ်ရပါတယ်၂၀24-25မှာ၆လုံးတန်းကကြီးကြီးမာစတာမီသားစုတွေအကြောင်းစုံစုံမြုပ်နေပါတယ်ဦးသိန်းစိန်ကိုတော့တံပတော်လေးအခမ်းအနားတွင်မှာအကြော့ခံအဖြစ်တွေ့ရပြီး ဥတင်အေးကိုမနစ်ကတွေ့ရပါသေးတယ်။ချောက်လုံးတန်းကအသက်80ကျော်80ဒန်းဝင် အငိမ့်စားဗိုလ်ချုပ်ကြီးတွေအနေအထားနဲ့ကျမ်းမာရေးဘလို့ရှိနေလဲဆိုတာအားလုံးစိတ်ဝင်စားတဲ့မိကွန်းပါ။ဥတန်းရွှေအပါအဝင် ပင်စင်စားဗိုလ်ချုပ်ကြီးတွေဟာစစ်ကောင်စီထံမှခွင့်တိုင်နေရတယ်ဆိုတဲ့သတင်းလဲထွက်ပေါ်လာပါတယ်။မကြသေးခင်က ဒုဗိုလ်ချုပ်ကြီးဟောင်းတင်အေးဟာရန်ကုန်ပန်းလိုင်ဆေးရုံမှာဆရာဝန်နဲ့ချင်းစုထားပေမဲ့သွားခွင့်မရခဲ့ပါဘူးဆေးရုံဆရာဝန်နဲ့တွေ့ဆုံဖို့အတွက်စာရေးပြီးတင်ပြရပါတယ်ခွင့်တိုင်စာကိုစစ်ကောင်စီဘက်ကစစ်စစ်ပြီးခွင့်ပြုချက်ရဖို့82နှစ်နာရီစောင့်လိုက်ရတယ်လို့မိသားစုဝင်တွေကပြောဆိုခဲ့ပါတယ်ခွင့်ပြုချက်ရတော့မှ ရန်ကုန်ဆင်းပြီးဆရာဝန်နဲ့တွေ့ရတာပါ ထိတ်တန်းခရိုနီကြီးတွေလည်းနိုင်ငံရခြားသွားမယ်ဆိုရင်ခွင့်တိုင်ရတယ်လို့နေပြည်တော်သတင်းရက်ွက်ကဆိုပါတယ်။ဗိုလ်ချုပ်မူကြီးဟောင်းတန်းရွှေမိသားစုလည်းခွင့်တိုင်နေရတယ်လို့ဧည့်သည်အဝင်အထွက်တွေကိုလည်းစစ်စစ်ခံနေရပါတယ်။ဦးတန်းရွှေသမက်ဒေါက်တာနေဆိုးမောင်ကိုလည်းစစ်ကောင်စီကပုံမှန်905ကနဲ့ဖမ်းဆီးပြီးထောင်ဒဏ်၃နှစ်ချမှတ်ထားပါတယ်။၆လုံးတန်းမှာခွင့်တိုင်စရာမလိုသူတဦးတော့ရှိပါတယ်။သူကတော့ တိယဗိုလ်ချုပ်မှုကြီးဟောင်းမောင်အေးပါတပ်မတော်ကြီးချုပ်ဖြစ်ခဲ့ပြီးနဝတနာဖဒုက္ခထအဖြစ် နှစ်ပေါင်း20လောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်ဦးမောင်အေးဟာယခုအချိန်မှတော့လေဖြတ်ယောဂါကြောင့်လက်တွန်းလှဲ့နဲ့နေထိုင်ရသူပါ သူဟာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာကိုစစ်ကောင်းဆောင်မင်းအောင်လှိုင်ကို ပေးဖို့အတွက်ဗိုလ်ချုပ်မှုကြီးဟောင်းဦးတန်းရွှေကို မှတ်ချက်ပေးခဲ့သူဖြစ်ပါတယ်မင်းအောင်လှိုင်ဟာ ရာဇသင်္ကဟအဝိုင်းနာက6လုံးတန်းပါပဲသူ့အတွက်အိမ်တော်ကိုလွန်ခဲ့တဲ့နှစ်တွေကစပြီးစောက်လုံးနေပါပြီဒါအပြင်ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းအပါဝင်ဦးမောင်အေးရဲ့လူယုံတော်တွေဟာယနေ့မြန်မာစစ်တပ်ရဲ့ထိပ်ပိုင်းနေရာတွေကိုရယူထားကြပြီးဖြစ်ပါတယ်လက်ရှိကာကွယ်ရေးဦးစီးချုပ်ယုံ ကြီးကသူ့ဗိုလ်ချုပ်ကြီးမျိုးမိုးအောင်ဟာဦးမောင်အေးရဲ့တူဖြစ်တယ်လို့သိရပါတယ်2023မှာအဂတိလိုက်စားမှုနဲ့အေးအေးယူခံလိုက်ရတဲ့ စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့ညာလယုံဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းဟာလည်းဥမောင်အေးရဲ့လူဖြစ်ပါတယ်စစ်ကောင်းဆောင်အပေါ်မှာဒုတိယဗိုလ်ချုပ်မှုကြီးဟောင်းမောင်အေးရဲ့ကျေးဇူးတွေအများကြီးရှိခဲ့ပါတယ်အာနာရှင်ဟောင်းဦးတန်းရွှေကဥမောင်အေးဟာသူ့ကို တကွက်ကြောသွားတာကိုနောက်ကြမှ သိရှိသဘောပေါက်သွားတယ်လို့ဆိုကြပါတယ်၆လုံးတန်းမှာဗိုလ်ချုပ်ကြီးအေးလို့တပည့်တာဝကတွေကချစ်စနိုးနဲ့ခေါ်ဝေါ်သူတူဦးပဲခွင့်တိုင်စရာမလိုပဲ ကြံတဲ့သူတွေကတော့ခွင့်တိုင်ရသူစီးရင်ဝင်တွေဖြစ်သွားပြီလို့ဆိုရမှာဖြစ်ပါတယ်။